မနေ့က day 15မှာတင်ပြခဲ့တဲ့ဟာကိုနားလည်ကြွန့်ကျင်ပြီဆိုရင်ဟောဒီမှာရှိတဲ့ငါးဘုတ်ကိုစမ်းပြီးတော့ဖြည့်ကြည့်အောင်ခဏလေးရက်ပြီးတော့ဖြည့်ကြည့်လိုက်ပါပြီးရင်ဖြည့်တိုက်မယ်ဟုတ်ပြီဒါဆိုရင်ဆရာတို့အဖြည့်တိုက်အောင်ပေါ့နော်ငါမနေ့ကငါအဖွာအိမ်ကိုတွားခဲ့တယ်ငါငါဆိုတာကျနှုတ်ဆိုတဲ့ဟာနဲ့အတူတူပဲအား subject ပြီးရင်ဘာလာမလဲ subject ပြီးရင်ဒီမှာနေရထားပြီလေမနော် verb ပေါ့ verb in object ပြီးရင် place လို့ခေါ်တဲ့နေရာ time လို့ခေါ်တဲ့အချိန်လာမယ်။ Okay subject ပြီးရင် verb ကဘယ်သွားမလဲဆိုတော့နောက်ဆုံးသွားမယ် သွားခဲ့တယ်သွားခဲ့ရဲဆိုတာအတိတ်ဖြစ်တယ်ဒီမှာအတိတ်မှာဖြစ်ပြီးသွားပြီးဘတ်2နဲ့ပဲသွားတယ်နော်သွားခဲ့သည် GO go ကဘတ်1ဘတ်2ကကြာ W E N T 1ဘတ်2 S table မစင်စားနဲ့နော် S table လို့လည်းမရဘူးနော်ဘာကြောင့်လဲဆိုရင်ဘတ်2ကဟိုမှာပုံစံတစ်မျိုးပဲရှိရဲတစ်ခုရင်းတော့ပဲဖြစ်ဖြစ်အများကြီးပဲဖြစ်ဖြစ်ဟိုမှာတစ်မျိုးတည်းပဲရှိတယ် I want ဒီတစ်ခုပဲကျွန်တော်လည်းငါအဖွားအိမ်ကိုအဲ့မဲ့အမနားလေရမှာသွားတယ်ဆိုရင်တို့သဘောတရားပါတယ်။ဒီချက်ဒီမှာငါမနေ့ကငါအဖွားအိမ်တို့လို့ရေးပြီးရင်ဂျင်းတွေထူထဲကြမှာ မဲ့အဲ့လိုလေးပဲဖမ်းထားတာပေါ့နော်အဲ့လိုမိအောင်သွားဂိုးတွေဟွန့်နေတဲ့နောက်မှာအမြဲတမ်းထူလိုက်တဲ့သဘောရှိတာကိုမှတ်ထားမယ် I want to ပြီးရင်ငါအဖွားအိမ်ကိုငါအဖွားဒီမှာဗာလေးမြုပ်ထားလဲဆိုတာသိလားဒါက day ရှေ့က day 3လောက်မှာချက်ပြောတဲ့ possessive adjective တွေထဲမှာပါတယ်ပေါ့နော်ငါဆိုတာဒီအောက်ကမြင့်ပိုင်းငါဤနဲ့တူတယ်ငါဤဆိုတာကျွန်ုပ်ဤပဲကျွန်ုပ်ဤဒီ possessive adjective ဖြစ်တယ်ဘယ်လိုရလဲဆိုရင် my ကျွန်ုပ်ဤအဖွားကဘာလဲဆိုရင် grandmother G I N D MOTHE ရ grandmother ဒါပေမဲ့ဒီအဖွားနဲ့အိမ်ရဲ့ဈာမှာလည်းတစ်ခုထပ်မြုပ်ထားသေးတယ်အဲ့လေးလည်းသိရမယ်အဲ့ဒါဘာလဲဆိုရင်နောက်တစ်ခါထပ် E တာ double E ပေါ့နော်ငါ E အဖွား E အိမ်ဒါပြောချင်တာဒီအဖွားကငါရဲ့အဖွားဒီအိမ်ကငါအဖွားရဲ့အိမ်ဒါပိုင်ဆိုင်ချင်းကိုပြနေကြတာအဲ့တော့နောက်တစ်ခါ E တစ်လုံးထပ်လို့တယ် grandmother ကြတော့ adjective possessive grandmother ကြတော့ possessive adjective မဟုတ်တဲ့အတွက်ကြောင့်ခြေတော့ apostrophe s ထည့်ရတယ်အဲ့ဒါဆို E လို့ဒီပဲထပ်သွားတယ် E H O U S E house 加 A，然後，cannot E apply A，我馬路邊度 E 嘅個標語標語有寫，cannot apply A，咁啊唔一樣嘛？有啲咧就冇啲啊，有啲啊你唔知邊度啊？cannot E apply A 點樣用法？I want to my grandmother's house，嗱，問你個係咪啊？啊，你啱唔啱啊？好啲，啊，啊，你啱數埋依嚟未？Yes, study. Y E S T E R D E Y. Yes, study，好唔好？就我依部，睇呢啲咧，充下咯，呢啲字啊，佢嘅先，先嚟理解啲嘛，嗱，讀過之後我有啲有。 ယူလာခဲ့တယ်ဆမ်ချက်ကသူယူလာတာမဟုတ်ဘူးအမှ he ဆိုရင်မှားမယ်တေချာကြည့်တေချာဖတ်သူ့အကိုယူလာတာသူယူလာမဟုတ်အကိုယူလာတာအဓိကဆက်ဖြစ်အကိုဒါပေမဲ့ဒီကိုဒီသူ့အကိုဆိုတော့ဒီလိုဟာလေးကိုတွဲကြည့်ရမှာအောက်ကမြင့်ပါတဲ့သူ့ဆိုတာကသူ့ ਈ လို့ယူဆရမယ်သူ့ ਈ ဒီ possessive adjective ဖြစ်တယ် subject pronoun ဖြစ်တဲ့ he ထည့်လို့မရအောင်เนาะအဲ့ဒါကရှေ့က day 1ကနေ day 15ထိကိုဒီနေ့စာတနေ့ကြေးနေအောင်ချက်လာတော့မှအတိမသူ့စီ his လို့ခေါ်တယ်အကူက brother his brother ဆိုတော့သူ့ဤအကူ subject ကြီးပြီးသွားပြီ ဒါကြပြင်ဟိုနောက်ဆုံးဘက်ကိုသွားမယ်ယူလာခဲ့တယ်ဒါလည်းရှေ့ကဘတ်1ဘတ်2မှာချက်ဒေချာလေးကြခိုင်းထားပြီးပါပြီယူလာဒီဘတ်0က bring ဘတ်2က brought b r o u g h t brought ပြီးရင်ကြောင်းကိုလည်းအရုပ်ဘာရင်ရေးမလဲလို့စဝေးစွာဖြစ်မနေနဲ့ဒီမှာလေသူရဲ့ဟိုမှတ်ကြောက်တစ်ခုရှိရယ် subject ဘတ်ပြီးရင် object ခံရတဲ့ဟာလေယူလာခံရတာကကြောင်းမဟုတ်ဘူးအယူလာခံရတာအယူဆိုတော့အမ် twine 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 အယူမျိုးစုံဖြစ်နိုင်တယ်ပေါ့နော် doll နဲ့ twine ကဘာပဲလဲဆိုရင် doll ဒီအယူမပုံစံ အဲ့ဒါ dot အဲ့ပုံစံပဲထွားရတော့ကားရုပ်လည်းဖြစ်နိုင်တယ်ခုနကပြောတဲ့ dot ပုံစံလည်းပြန်ဖြစ်သွားနိုင်တယ်နောက်တစ်ခါကျတော့တခြားအယုတ်မျိုးစုံ robot ဆက်ရုပ်အယုတ်တွေအကုန်လုံး twine လို့ခေါ်လို့ရတယ်တော့ his brother brought and twine အယုတ်တစ်ခုနော်တစ်ခုဆိုတော့ a ထည့်ထားတယ်ဘယ်အယုတ်မှမသိလို့မတိကြလို့ a ထည့်တာတယုတ်ထဲရှိတဲ့ဟာလောကတိကြလို့တိကြရင်ဒဲထည့်လို့ရတယ်အဲ့တော့ his brother brought and twine အချိန်ပါလားအော်နေရာရင်ကြည့်မယ်အကြောင်းကိုဆိုတော့ a twine to school ပါ ဒီမှာလဲចောင်းကိုလို့ဒါပြောပြမယ်တကယ်တကယ်ចောင်းတို့ယူလာတယ်ဆိုတော့သဘောတရားပါလို့ထူထည့်ရတယ်ထူကတို့လို့တိတ်မြှောက်တယ်အဲ့တော့ထူလေးနေမနေကြမလားတော့မသိဘူးဒါပေမဲ့လဲမှတ်เสียရရှိရလေးတော့မှတ်ထားပါတော့သူမနေ့ကငါးသုံးကောင်ဖမ်းမိခဲ့တယ်ဖမ်းတာဘယ်လဲသူလွတ်လွတ်ကျွတ်ကျွတ်ပဲဘာလို့အကိုမဟုတ်သူပဲကျေးဇူးတယ် subject pronoun key လို့ရတယ် subject ပြီးရင် verb ကိုလိုက်ရှာဟိုနောက်ဆုံးမှာဖမ်းမိခဲ့တယ်အဲ့ဒါပါလဲဆိုရင် cdch cash c a u g h t caught he caught အမိကလေး subject verb object အဖမ်းခံတော့လိုက်ရှာ၅၃កောင် t h r e e 3 f i s h fish 3 fish ငါရဲ့သဘောတရားကသူက plural noun ပုံစံမှာ es မထည့်လို့ရတယ်။ဟော fish ဆိုပြီး es သွားပြီးမထည့်နိုင်ပါတော့မလို့။တော့ငါမျိုးစားငါ type တွေခွဲနေနေမှာ es ထည့်ရမျိုးတော့ရှိပြီမြဲပုံမှန်ဒီ daily usage မှာပါအသုံးနှုန်းပါဆိုရင် ဘလောက်ပဲများများ SDES တွေမထည့်တဲ့အထက်မှာငားလဲပါတယ်။နောက် DEE ရ DR လို့ခေါ်တဲ့တမင်လဲမထည့်ဘူး။ SHEP ship လို့ခေါ်တဲ့တိုးလဲမထည့်ဘူး။ကျန်တဲ့ဟို dot လို့ပါတော့များလိုက် SD ထည့်ရအဲ့နောင်နေရဒီငားရယ်တမင်ရယ်တိုးရယ်ဒါအခြေခံမှာအဲ့လိုနေရများရင် S မထည့်ဘူး ES မထည့်ဘူးဒါလေးကိုမှတ်ထား။နော်ဟိုအမျိုးအစားကြီးနဲ့ခွဲလို့ရှိရင်တော့ ES ထည့်ရလို့ရှိတယ်။ He caught 3 fish မနေ့ကဆိုတော့ yesterday yesterday ဒီ day yesterday ဒါအကြောင်းတိုင်းမှာတစ်ချက်မှတ်စရာလေးကိုပြက်ပြီးတော့ထည့်ပေးထားရပါတော့အဲအကြောင်းတိုင်းလေးခြားလေးကြည့်မင်းမနေ့ကရေခဲမုတ်တစ်ခုဝယ်ခဲ့လာဟောဒီပုံစံတစ်ခုမဟုတ်တော့လားပုံစံရောက်သွားရင်လားပုံစံလားဒီပုံစံလားဆိုရင်မထုတ်မလဲအကူထုတ်မယ်ခဲ့ပါတဲ့အတွက်ကြောင့် you you do that ထုတ်လို့မရဘူး do that ကဘဝထုတ်တာဖတ်တူကကျတော့ဘာပဲထုတ်လဲဆို did ကိုထုတ်တယ် did did ဒီပြီး subject လာမယ် subject ကဘာတူလဲမင်း မင်းဆိုတာ you ပြောတာတင့်ကိုပြောတာ you subject ပြီး verse 0 verb ကဟိုးနောက်မှာပဲဝယ်တာ ball လို့တော့မလုပ်နဲ့နော်ဘတ်တူးငါတိတယ်ကွာဆိုရင် ball သွားလို့မရဘူးရှင်းမှာ jit ရှိတယ်မတူတာခန့်ထိတ်လာပြီးကြဒီစီကန်းနေတဲ့အတိုင်းသွားမယ်ရှင်းမှာ jit ရှိလို့ရှင်သူနောက်ကကောင်ဒီလိုဘတ်တူးလွတ်လွတ်လပ်လပ်ဖြုတ်ခွင့်မရှိတော့ verse 0ပြန်ပြောင်းသွားတယ်ရှင်းမှာဘာမှမခေါ်ခင်ကတော့ဘတ်တူး jit ခေါ်လိုက်တော့ verse 0ဖြစ်သွားတယ်အဲတော့ jit you be you by by မရှိလို့ရမယ် s တွေသွားမထည့်နဲ့ဘူး s တေကဘဝမှာခုကဘာနဲ့မှဘဝနဲ့နေမှာဆိုင်တဲ့ကိစ္စ did you buy buy ဆိုတာ value ဖတ်ပြီးရင်ဘာလာမလဲ object လာမယ်အဝဲခိုင်းလာပါလဲဆိုရင်ရေကဲမဟုတ်တခုဆိုတော့ a လေးထည့်မယ် a ice cream အမဘာမှားပါကြီးလဲဆိုလို့ရှိရင် a ဆိုရင်ဖားနေပြီးတော့ဒီ ice ဒီတချို့ကမှတ်တာ a e i o u ဆိုရင် and ထည့်လို့မှတ်ကြတယ်ဆရာအဲ့လိုမှတ်မှတ်ခိုင်းဘူး vowel အလုံးမဟုတ် vowel sound လို့ခေါ်တဲ့တရအတန်နဲ့ကြည့်ရတာအလုံးနဲ့ကြည့်ရတာမဟုတ်အတန်နဲ့ကြည့်ရတာ ice ဆိုတာဒီအင်္ဂလိပ်လိုဆိုအဲဗမာလိုနားလည်အောင်ကျွန်တော်တွက်လိုက်တာအပဲဆိုတာပါလို့အဆိုဘုမှတ်မိလဲမထင်လဲနော် အဆိုတဲ့အတန်လေးနဲ့ဆိုင်အန်ထက်အဆိုတဲ့အတန်မဆိုင်အေထက်နမူနာပဲပြောပြမယ်တနားကြီးဆိုတာကို H O U R D ဒီမှာ A E I O U နဲ့မဆောက်ဘူးဒါပေမဲ့ A N M ပဲထည့်ရတယ်ဘာကြောင့်လဲဆိုရင်သူ့ရဲ့အတန်ထွက်ကလေးက hour လို့တန်ထွက်တယ်သူ့ရဲ့အတန် hour ဆိုရင်အတန်ပါပြီဒါကြောင့် A N N ထည့်ရတာအားလေးမှတ်ထားနော် umbrella T ဆိုရင် U နဲ့ဆိုင်လေ umbrella ဆိုရင်အတန်လေးပြန်ထွက်လို့ A N N ထည့်ရတာဒါဆိုရင် U နဲ့ဆိုင်လဲ N လာဆိုတော့မဟုတ်ဘူးပကံပြားပြန်ကို UFO လို့ခေါ်တယ်ပေါ့နော် unknown flying object ပေါ့ဒါမှမဟုတ်လဲ unidentified flying object လို့ခေါ်တယ်ဒါပကံပြပြအဲပကံပြပြ disease ဆိုရင်ရှင်းတော့ a ပဲရေးရတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့အတန်တရာကလေးက nf လို့မထွက်ဘူး ufo လို့ထွက်တယ် u ဆိုတာရပလက်အတန်လေးလေရပလက်အတန်လေးဆိုရင် a အတန်မဟုတ်တော့ m ထည့်ရအောင်အဲ့တော့ဒီရှိမှာ n ထည့်ချင်း a ထည့်ချင်းဒီ ae i ကို u နဲ့မဆိုင်ဘူးအဲ့ဒီလုံးလေးကိုအတန်ထွက်ကြည့်လိုက်အတန်ထွက်ကြည့်လိုက်လို့ a အတန်လေးထွက်တယ်ဒါဆိုရင် n ထည့်မယ် အာတန်လေးမထွက်ဘူးဆိုရင်သူ့ဘာသူဘာနဲ့ပဲဆာဆာအေးရယူနေပဲဆာဆာအေးပဲဆရာမှတ်ထား The you buy an ice cream မနေ့ကပါသေးရနော် yesterday ပေါ့ y e s t e r d a y yesterday question မလေးထက်သူမလွန်ခဲ့တဲ့အပတ်ကငါ့ကိုဘာကြောင့်မခေါ်ခဲ့တာလဲလဲမေးခွန်းဆိုရင်ဒီပုံစံ wa ထည့်ရအောင်မယ် wa ဆိုရင်လိုက်ရှာနေရာလားအချိန်လားအကြောင်းပြကြရမှာဘာကြောင့်မေးထားတာဘာကြောင့်ဒီမေးခွန်းစကားလုံးထဲမှာစက်ထားရမယ် why လို့မှတ်ထား why ပြီးသွားတော့မှဒီပုံစံတိုင်းရှင်းမယ် did ကိုရှင်းထုတ်မယ် wind date ဘာကြောင့်ဒုတိယမထုတ်ပဲဒိထုတ်တာလဲဆိုရင်ဒီမှာခဲ့ပုံစံဖြစ်နေတာအတိတ်မဟုတ်တော့နော် wind date ပေါ့ဒီပင်ခိုင်းလို့ပဲ subject ကသူမသည်ဆိုတော့ she ပင်ဘာကြီးရမလဲဆိုပြီးကြောင်းနေတဲ့အခါကျရင်ဒီဟာလေးနဲ့ပြောကြည့်ပါဟောဘာလဲဟုတ်နော် she အော်ဘတ်လာမယ်ဘတ်မပြီးသေးဘူးဒီလားမာ she ပြီးသွားပြီမှာဘတ်မပြီးသေးဘူးခေါ်တာခေါ်တာ see ရလားခေါ်ပေါ့ easy သွားမထင်လဲရှင်းပါ ditch ရှိတယ် ditch ရှင် vazio ပဲသုံးလို့ရမယ်နော်ကဲ subject verb ပြီး object အခေါ်ခါလဲဟာဘာတူလဲငါ့ကိုကျွန်ုပ်ကိုဘာ pronoun လဲကဲကိုယ်ကပြန်ပြကြည့်စား သိပြီလားเนาะဘာ pronoun လဲဆိုရင် object pronoun လို့ခေါ်တယ်ကျွန်ုပ်ကိုလို့ခေါ်တယ် me why did she call me ဒါပေမဲ့ဒီမှာဘာလို့လဲဆိုရင်ခေါ်ခဲ့ရလားမခေါ်ခဲ့ရလားဆိုတော့မခေါ်ခဲ့တာအဲ့တော့ဒီ not လို့လေခေါ်ရင် did ထည့်မယ်မခေါ်ခဲ့ရင်ဘာလို့မဆို not လို့ပဲအဲ့ not ကဘာမှတွားတယ်လို့မဆိုရင်အဲ့ did မှာပဲတွားတယ်တော့ဒီမှာ not လေးကကတ်သွားတယ်ဒီတန်ဖြစ်သွားတယ်ဆရာစကေးတွေပြနေမှာပေါ့နော်မှားပါစေ ဆရာအစ်စ်တွေကိုပြောပြနေတာဖြစ်တယ်ဆရာလော်ရာလေးတွေပဲတားချောက်ရေးခိုင်းတဲ့ခါကျတော့လေမှန်နေပေမဲ့အစ်စ်မတက်ဘူးပေါ့နော်အခုမှားနေပေမဲ့လေမှားနေလို့မယူစားပဲနဲ့ဘယ်လိုပဲယူစားနေလဲငါအစ်စ်တွေတိနေပါလားလို့လည်းယူစားမယ်ပေါ့နော် why didn't she call me လွန်ခဲ့တော့အပတ်လွန်ခဲ့တော့ဆရာမနေ့ရက်တက်ခါလွန်ခဲ့တော့ပါလဲဆိုရင် last အပတ်ကတော့ week week เนาะ why didn't she call me last week ဆိုပြီးဖြစ်သွားတယ်အဲ့တော့ခေါ်ခဲ့တာလဲဆိုရင် did လာမယ် she ကိုထုတ်တာတော့မှဒီ did တဲ့လုံးနဲ့ထုတ်တာရှိတယ်လို့မခေါ်ခဲ့ဆိုရယ်ခဲ့လာမခဲ့လာဆိုရယ်အငဲပုံစံဖြစ်သွားရင် did အစား did မှာ not ထည့်ပြီးတော့ didn't နေထုတ်ပါမယ်ဆိုတာလို့လည်းတွေ့ပြီးတော့မှတ်သွားမယ်ရပါတယ်เนาะ fighting မှာ